အလုံးမင်္ဂလာပါကျွန်တော်ချက်စီ4ရုံးနဲ့ပြန်လဲကြိုဆိုရတယ်ကျွန်တော်တို့ဒီနေ့ကတော့ချက်စီနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားဖွယ်ရာတည်နေတွေပြောရအောင်မနော်ဆိုတော့ဇန်နဝါရီအပြောင်းရွှေ့ကလည်းနီးလာတာဖြစ်တဲ့အတွက်ကြောင့်မို့အပြောင်းရွှေ့တည်နေတွေကလည်းတက်တယ်ပြီးတော့တချို့ဒါတည်င်းကောင်းလေးတွေလည်းရှိတယ်ပေါ့နော်အဲ့ဒီမှာမှပထမဆုံးနေနဲ့ဒါတည်င်းကောင်းလေးနဲ့စကျင်တယ်ပေါ့အဲ့ဒါပါလဲဆိုတော့ကျွန်တော်တို့ရဲ့တိုက်စစ်မှုလီယန်ဒီလက်ဟာလာမယ့်ဒီဗုဒ္ဓဟူးနေ့ညစာသပိုင်းနေ့ မနက်2:15မှာရှင်ပြန်ကစားမဲ့အရာ EFN ကဒါဝဘန်တန်နဲ့ပွဲစဉ်မှာပြန်လည်ပါဝင်လာမယ်ဆိုပြီးတော့ဒီဘက်မှာစကာကအတီးပြုတ်သွားတယ်ပေါ့နော်ဒါပေမဲ့ဒါမိနစ်60လုံးအချိန်ပြည့်တော့ပါဝင်မှာမဟုတ်ဘူးပေါ့နော်အာမိနစ်ပိုင်းခြားတစ်ခုတော့ LND လက်ဟာတေချာပေါ့ပါဝင်လာလိမ့်မယ်ဆိုပြီးတော့ဒီဘက်မှာစကာကအတီးပြုတ်သွားတယ်ဆိုတော့ဒါတော့လုံးဝကိုတည်င်းကောင်းပဲပေါ့နော်ကျွန်တော်အသင်းနဲ့တိုက်စစ်မှာတော်တော်ရုန်းကန်နေရတဲ့အခြေအနေမျိုးတွေကျွန်တော်ရင်ဆိုင်နေရတယ်ပေါ့နော်လက်ရှိချိန်မှာဆိုရင်ဒါဂျာဘတ်ထူကလည်း ါဆက်တဝဲလောက်ရှိပြီး goal contribution တော့မှတော်တော်နည်းတဲ့ပမာဏနဲ့ဒါရက်တည်နေတယ်ပေါ့နော်ဆိုတော့ Maggie Yu ပြန်ပါလာလို့ကျွန်တော်တို့အားကိုးရမလားဆိုတော့ Maggie Yu ကလည်းဘယ်လိုရောမလဲအာ goal သွင်းနိုင်တဲ့တိုင်မျိုးပေါ့နော်အသင်းကို carry လုပ်နိုင်တဲ့တိုင်မျိုးမဟုတ်ဘူးဆိုတော့ထပ်တမို့ Lian Delap ပြန်ပါလာခြင်းကတော့ကျွန်တော်တို့ရဲ့ဒီ Chelsea တိုက်ဆက်မှာပိုပြီးတော့ impact ဖြစ်တဲ့ကစားပုံကိုပုံမြင်ရမယ်လို့ထင်တယ်ပေါ့နော်အခုလက်ရှိချိန်မှာဆိုရင်ဒါတောင်မနီကတင်လိုက်တဲ့ crossbody crossbody ဆိုရင်ဒါ ဘယ်လိုပြောမလဲဘယ်သူမှအတုံးချနိုင်ခြင်းမရှိဘူးဒီမက်ကီယူကလည်းအေရွေဂျူတွေမှာအားနေပြီးတော့ဂျာဟုပထူကလည်းဒါရှဲရိုစရိုက်ကအနေနဲ့ကစားနေတာဖြစ်လို့ဒီအေရီယာပေါက်ထုတ်ကိုအမြဲတမ်းမရောက်ဘူးပေါ့နော်ဒီညမှာဒါအဲ့ဒါလည်းပင်တက်တက်လာတဲ့ကူရယ်လာတာလည်းဒါကတော့ဟိုလိတ်တမောနဲ့ခေါင်းခုန်ခုန်တိုက်နေရတဲ့အနေအထားမျိုးပေါ့နော်ဒီအနေအထားမျိုးနဲ့ကျွန်တော်တို့ရင်ဆိုင်နေရတယ်ဒီ ND လက်ပါလာဂျင်ကတော့ကျွန်တော်တို့အတွက်တည်င်းခေါင်းကိုဖြစ်နေတယ်ဆိုတော့ဘာလို့လဲဆိုတော့ဒီနောက်တန်းကကိုယ်ပြန်ပေးနေရတာဒီအတွက်ဒီ ိုက်စစ်မှုပေါ့နော် DND လက်ကအာကိုရီပြန်သွင်းပြီးတော့ကာပါပေးနိုင်မလားဆိုတာလည်းစိတ်ဝင်စားဖို့ကောင်းတယ်ပေါ့နော်။အဘလိုပဲဖြစ်ဖြစ်ဒါကတော့ကျွန်တော်တို့အတွက်အလုံးဟောက်ကိုတည်ငောင်းဖြစ်တယ်။ဘာလို့လဲဆိုတော့အဒီလီယန်ဒီလက်ဟာကလာချာရှင်နားမယ်လို့ထင်ထားပေမဲ့လက်ရှိချိန်မှာမမြန်ဆန်ဆန်မဲ့တန်ရားနေပြီးတော့တတ်တတ်လာပြီးထွေးနေရစင်းနေပြီးတော့ဒီလာမဲ့ဦးနယ်ပွဲမှာဆိုရင်လည်းပါဝင်မယ်ဆိုပြီးတော့တွေးလိုက်ရတယ်ပေါ့နော်။ဆိုတော့ဒါကတော့တည်ငောင်းဖြစ်တယ်။ဒုတိယသတင်းပုံအနေနဲ့ဆိုရင်တော့ချက်စီကအေစီမီလန်အသင်းရဲ့ဒါကိုသမားမိုက်မိုင်နန်ကိုပေါ့နော် စိတ်ဝင်စားနေစေဖြစ်တယ်ဆိုပြီးတော့တွေးရတယ်ဆိုတော့ဒီကုသမားကိုပြီးခဲ့တဲ့ဒီနွေရာသီတုန်းကချက်စီးကလိုက်ခဲ့တယ်ပေါ့နော်ပြောင်းရွှေ့ခြင်းညှိမြလို့ဒါလည်းကျွန်တော်တို့ဟိုမခေါ်ခဲ့တာဖြစ်တယ်ပေါ့နော်ဒါပေမဲ့လက်ရှိချိန်ထိချက်စီးကဒီကုသမားကိုခေါ်ယူဖို့စိတ်ဝင်စားနေစေဖြစ်တယ်ဆိုပြီးတော့တွေးရတယ်လာမယ့်ဒီဇန်နဝါရီအပြောင်းရွှေ့မှာထပ်မံကမ်းလှမ်းမယ်ဆိုပြီးတော့ဒါတဲ့င်းနေမှာတော့တွေးရတယ်ပေါ့နော်ဆိုတော့ ်ချက်စီကဒီကိုသမားတယောက်ကိုပဲစိတ်ဝင်စားနေတာမျိုးတော့မဟုတ်ဘူးပေါ့နော်နောက်ထပ်ဒါကိုသမားတယောက်ကိုလည်းစိတ်ဝင်စားနေတယ်စဉ်းစားနေတယ်ဆိုပြီးတော့တွေးရတယ်ပေါ့နော်ဆိုတော့ဟိုကျွန်တော်တို့ဒီချက်စီမှာဆိုရင်ကိုသမားကလည်းပြဿနာဖြစ်တယ်ပေါ့နော်ဒီယောဂဆန်ကလည်းမယုံရသလိုဒီ first line နဲ့ပေးနေတဲ့ robert san check ကလည်းထထဖောက်တာဖြစ်တဲ့အတွက်ကြောင့်မို့ဘယ်လိုရောမလဲပွဲတိုင်းမဟုတ်ပေမဲ့လေတကယ်အရေးကြီးတဲ့ crucial moment တွေမှာထထဖောက်တာဖြစ်တဲ့အတွက်ကြောင့်မို့ချက်စီကဒီနေရာကိုအစားထိုးဖို့ပြင်ဆင်လာတယ်လို့မြင်နေပေါ့နော်ဆိုတော့ဘာလို့လဲဆိုတော့ ဒီကုသမားနဲ့ကတော့ကျွန်တော်တို့အနေနဲ့ဘာဗလာမှမျောလင်းလို့ရမယ်လို့ကျွန်တော်မထင်ဘူးပေါ့နော်ဆိုတော့ပြောရချင်တာကတော့ဒီကလဝကမှာကျွန်တော်တို့ဖလာရခဲ့တယ်ဆိုပေမဲ့အဲ့ဒါတပွဲတို့ဖြစ်တာအကြောင်းမို့ကျွန်တော်တို့ဒီရေရှည်ပြိုင်ပွဲတွေမှာသွားမယ်ဆိုရင်တော့ဟိုဒီကုသမားနဲ့မဖြစ်ဘူးပေါ့နော်ဒါကိုလည်းချက်စီကရိမ့်မိလိမ့်မယ်လို့ထင်တယ်ဒီနေ့မှာတော့ဒါအသိမှရှင်တွေကဟိုပြည်သက်တွေရဲ့စကားကိုပဲနားထောင်လို့လာတော့မသိဘူးပေါ့နော်ဒီနောက် ဒီကိုသမားတယောက်ကိုလည်းထပ်ပြီးတော့ခေါ်ခေါ်ယူဖို့စ조사မယ်ဆိုပြီးတော့တွေးရတယ်ဆိုတော့ကျွန်တော်တယောက်တည်းအမြင်အားဆိုရင်တော့ဒီကိုသမားတွေဟိုလိုက်ပြီးတော့ခေါ်နေမယ်စားဒီ subscriber ဘုံမှာအငှားချထားတဲ့ mic banner ကိုပြန်ခေါ်လိုက်ပါလားလို့ကျွန်တော်ကတော့ပြောချင်တယ်ပေါ့နော်ဆိုတော့ mic banner ကဘယ်လောက်ထိကောင်းလဲဆိုတာကဒီကိုသမားရဲ့အဲဘယ်လိုပြောမလဲ stat တွေပဲကြည့်ကြည့်ပေါ့နော်ပွဲစဉ်တွေကိုပဲလိုက်ကြည့်ကြည့်တော်တော်ကောင်းတဲ့ ဟိုအနေထားမျိုးကိုတွေးရတယ်ပေါ့နော်ပြီးခဲ့တဲ့ဒါပီအက်ဂျီနဲ့ပွဲမှာဆိုရင်လည်းသူအကောင်းဆုံးကိုလက်စွမ်းပြသွားတယ်ပေါ့နော်သူတို့အနေနဲ့ဟိုမနိုင်ခဲ့သည့်တိုင်အောင်ပေါ့နော် တရေရအောင်ကစားနိုင်ခဲ့တယ်။အပွက်ပြီးတဲ့အခါမှာဆိုလေလူအင်နရစ်ကအပြည့်ချင်းဒီပြလူအင်နရစ်ကချီကျူးသွားတယ်ပေါ့နော်ဆက်စထရာဘောကတော်တော်ကောင်းတဲ့အသင်းပေါ့နော်နေပြပိုင်းဆန်ရတော်တော်စတောင်းဖြစ်တဲ့အသင်းတစ်သင်းဖြစ်တယ်ပေါ့နော်အဒီလိုမျိုးချီကျူးသွားတဲ့အထိဘယ်လိုပြောမလဲဆက်စထရာဘောကတော်တော်ကောင်းခဲ့တယ်လို့ပြောလို့ရတယ်ပေါ့နော်ဒီနေရာမှာအခက်အခဲကြခဲ့တာကဒါကိုသမားမိုက်ပန်တာလဲပါဝင်နေတယ်ပေါ့နော်ကျွန်တော်သာဆိုရင်တော့ဒီကိုသမားဟုတ်ပဲကျွန်တော်ပြန်ခေါ်လိုက်မှာပေါ့နော်ဟိုကျွန်내မရတဲ့ကိုသမားတွေကျွန်တော်စဉ်းစားမနေတော့ဘူး ဆိုတော့ဒါကတော့ကျွန်တော်အစ်နေနဲ့ရောဘတ်ဆန်ချက်နေရာမှာအစားထိုးဖို့ချက်စီကပြင်ဆင်လာတယ်ဆိုတဲ့သတင်းသတင်းကောင်းဖြစ်ပါတယ်နောက်ထပ်သတင်းတစ်ပုဒ်ကပါလဲဆိုတော့ဂျူဗင်နက်ကချက်စီရဲ့ညာနောက်ခံလူမာလိုကတ်စတိုကိုအထူးစိတ်ဝင်စားနေတယ်ဆိုပြီးတော့တွေးရတယ်ပေါ့နော်လာမယ့်ဆုံးလာဒီမှာဆိုရင်လည်းဒါကန်လန်သွားမယ်ဆိုပြီးတော့ဒါအရင်နေမှာ တော့တက်လာတယ်ဗောနော်ဆိုတော့ဂျိုဗင်နက်ကသူတို့ရဲ့ဒီညာဘက်နောက်တန်းတနေရာမှာဒီရသမားကိုအလိုရှိတယ်ဗောနော်တကယ်လို့ဒါချက်စီဘက်ကလာညင်းခဲ့မယ်ဆိုရင်တော့သူတို့က backup plan အနေနဲ့ alternative အပလီယာတယောက်အနေနဲ့ဒါအီတီကိုရဲ့ညာနောက်ခလူမိုလီနာကိုသူတို့ခေါ်ယူမယ်ဆိုပြီးတော့သိရတယ်ပေါ့နော်ဆိုတော့ဒီသတင်းနဲ့ပတ်သက်ပြီးတော့ဒါချက်စီဘက်ကတော့ဘာမှတုံ့ပြန်ထားခြင်းတော့မရှိသေးဘူးချက်စီဘက်ကလုံးဝကိုအေးဆက်တယ်ပေါ့နော်ဆိုတော့ဒီကောင်မကိုလည်းရောင်းချဖို့အစီအစဉ်မရှိတော့ဘူးလို့ကျွန်တော်ကတော့မြင်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီနောက်ပိုင်းမှာဆိုရင်မာရက်စကာကဒီမာလိုဂတ်စတိုလိုသလိုတုံးလာတယ်ပေါ့နော်ဆိုတော့ပြီးခဲ့တဲ့ပွဲတွေမှာဆိုရင် impact အနေနဲ့အတွင်းကိုဝင်ကစားစေတာမျိုးတွေတွေးရသလိုဘယ်လိုရောမလဲ ဝင်းဘက်ကိုအပြည့်ယူစီတာပေါ့နော်။ဟောတိုက်စစ်မှာပဲအအောင်ဆိုင်ခိုင်းပြီးတော့နောက်တန်းကိုတိတ်ပြီးတော့ကူကိုင်းတဲ့ပုံစံမျိုးတွေမတွေ့ရတော့ဘူးဒီလိုမျိုးတွေတုံးနေတာတွေလည်းတွေ့ရတယ်။အပြည့်ရဲ့ဒီနောက်ဆုံးဟိုဒီအနိကက်ထုတ်ခံရတဲ့ပွဲမှာဆိုရင်ဘယ်လိုပြောမလဲ။ဟာသူ့ကိုနံပါတ်10ရိုးနေရာကို free roll ပေးလိုက်တယ်ပေါ့နော်။ဒီနေသားမျိုးတွေတုံးလာတာမျိုးတွေလည်းတွေ့ရတယ်။အလုပ်ဖြစ်ခဲ့တယ်လို့လည်းပြောနိုင်တယ်ပေါ့နော်။ဒါပေမဲ့ဟိုဘယ်လိုပြောမလဲ။ဒီကမ်းမရဲ့ individual ရဲ့ စကေးရဒီမှာရတာစိတ်ပိုင်းဆိုင်ရာရတော့အရင်ကြီးအဆင်ပြေတယ်တော့မပါဘူးပေါ့နော်ဒါပေမဲ့မရှိသုံးဖြစ်တော့တုံးလို့ရတဲ့အနေအထားမျိုးဖြစ်တယ်ဆိုတော့ဒီကမ်းမောက်လည်းဒီကွင်းလယ်မှာအသက်သွင်းနေတာကိုတော့တွေ့ရတယ်ဒါကြောင့်မို့နီယာမာစကာကတော့အဒီအမောက်လက်လွတ်ချင်မယ်လို့မထင်ဘူးအသိမက်ကဘလို့ဆုံးဖြတ်မလဲဆိုတာကတော့မပြောတတ်သေးဘူးပေါ့နော်ဆိုတော့ကျွန်တော်အမြင်ပြောရမယ်ဆိုရင်တော့မယောင်းတင့်ဘူးလို့ပဲကျွန်တော်ကတော့မြင်နေပေါ့နော်ဘာလို့လဲဆိုတော့ဒီအမောက်က ဟာဘယ်လိုမလဲညီပြရဲ့စိတ်ကြိုက်လို့လို့ကစားနေရလို့ဒါလည်ရင်တိတ်ပြီးခြေစုံမပြနိုင်တာလို့ကျွန်တော်မြင်တယ်ပေါ့နော်ဒီ right full back အပြည့်ပေးမယ်ဆိုရင်ဒီကမ္ဘာကလည်းမညံ့တဲ့ကစားသမားတယောက်ဖြစ်တယ်အဲဒန်ယာချင်းနေလည်းအရင်ကြီးရတဲ့အဲကစားသမားမျိုးမဟုတ်ပေါ့နော်ဒါကြောင့်မို့ကျွန်တော်တော့ဒီကန်လန့်မှုဒီပြောင်းရွှေ့ကိုတော့မလုပ်စေချင်ဘူးပေါ့နော်ဒါတော့ဂျူမင်းတက နောက်ခံလို့ဒါမလိုကက်စတိုစိတ်ဝင်စားနေတဲ့ဆိုတဲ့သတင်းလေးဖြစ်ပါတယ်ဆိုတော့နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ဆိုရင်တော့နီကိုလက်ချက်စင်ရဲ့အကြောင်းပြောရအောင်ပေါ့နော်နီကိုလက်ချက်စင်ကိုဒါပြီးခဲ့တဲ့ဒီနွေရာသီတုန်းကပေါ့နော်ဘန်မြူနစ်ကိုအငားလွတ်လိုက်တယ်ဆိုတော့တော်တော်ရှုပ်ထွေးတဲ့အခြေအနေတွေနဲ့ဘန်မြူနစ်ကိုရောက်သွားတယ်ပေါ့နော်အဲ့ဒီအချိန်တုန်းကတော့ဘယ်လိုပြောမလဲဘန်မြူနစ်ကလည်းနီကိုလက်ချက်စင်ကိုအလိုရှိတယ်ပေါ့နော်ချက်စီကိုတိတ်ပြောပြန်မလို့ချင်တဲ့ပုံစံမျိုးတွေတွေ့ရတယ်လို့ဒါနီကိုလက်ချက်စင်ကလည်းချက်စီကိုမပြောင်းချင်တဲ့ပုံစံမျိုးတွေတွေ့ရတယ်အဲ့ဒီအချိန်တုန်းကတော့ ဘယ်လိုပြောလဲဘိုင်မြူနစ်ကလည်းငါတို့ရာသီကုန်ရဲ့အပြစ်သက်ခေါ်ပဲပါညာတည်င်းနေလွင့်နေပေါ့နော်နောက်ပိုင်းမှာဒီကောင်တွေပိုဘလမ်တွေစကားဒီကအချိုးတွေပြောင်းသွားတာဖြစ်တယ်ပေါ့နော်လက်ရှိချိန်မှာဆိုရင်တော့နုကလချက်စင်ကိုရာသီကုန်မှာချက်စီကိုပြန်ပို့မယ်ဆိုပြီးတော့ဟိုတည်င်းနေမှာအတွေ့ရတယ်ဒါတော်တော်စုခိုင်းတဲ့တည်င်းတပုတ်ဖြစ်တယ်ပေါ့နော်ဆိုကြည့်ရတဲ့အခြေအနေရဆိုရင်တော့ဟိုခြေစမ်းပြသည်ဖြစ်စီမပြသည်ဖြစ်စီဒီကောင်မှာဟိုချက်စီကိုပြန်ပို့ကိုပို့မယ်ဆိုတဲ့ပုံစံမျိုးဖြစ်နေတယ်ဆိုတော့ ပြည်ရဲ့ဒီနွေရာသီတို့အပြောင်းရှိတုန်းကတော့လက်ကလက်ကျဆင်ကချက်စီကိုပြန်မလာခြင်းမှုဆိုပြီးတော့ဟောပြောထားတာဒီတော့ရှိရပေါ့နော်ဒါပေမဲ့ပြန်လာရမယ့်အနေအထားမျိုးမှာချက်စီရဲ့အနေနဲ့ဘလို့ဒီကမ်းမကိုဂင်တွေ့မလဲပေါ့နော်ဆိုတော့ဒီကမ်းမပြန်လာမယ်ဆိုရင်တော့ကျွန်တော်တို့အသေးအနေနဲ့ဘလောက်ကောင်းကျိုးရှိမလဲပေါ့နော်ဆိုတော့ကျွန်တော်မြင်ရပြောရမယ်ဆိုရင်တော့ဒီကမ်းမကိုကျွန်တော်ကကြိုက်တဲ့ထဲမှာတော့ပါတယ်ပါတယ်ဆိုတော့ကဘလို့ပြောမလဲ စိတ်ပိုင်းဆိုင်ရာကိုဒီကဓမ္မရဲ့အတ္တိကျို့ရောအရင်ကြီးမကြိုက်ဘူးဒါပေမဲ့တိုက်စစ်မှာရွှေလျားပုံကိုတော့ ဟိုကြိုက်တယ်လို့ပြောလို့ရတယ်ပေါ့နော်။ဟောသူ့အနေနဲ့အဲကိုသွင်းမတေကြတာကလွယ်လို့ဂျန်နဲ့နေရာတွေမှာတော့အဆင်ပြေတဲ့သဘောမျိုးတော့တွေ့ရတယ်။ဘလုံးကိုင်ထားနိုင်တယ်။အာ traveling နဲ့ဒါလိုအရင်လိုသူလိုလုံးနိုင်တယ်။ bogering လည်းလုံးနိုင်တယ်ပေါ့နော်။အသင်းပေါ်တွေနဲ့ချိဆက်ကစားရမှာလည်းအဆင်ပြေတယ်ပေါ့နော်။ပြီးကြတဲ့ဒီ Pochettino နဲ့လက်ထက်မှာဆိုရင်လည်းဒါကိုပါမနဲ့အဆင်ပြေချိဆက်ကစားနိုင်တာကိုတွေ့ကြရတဲ့ကစားသမားဆိုရင်ဒါ Nicolas Jackson ကိုပြရမယ်ပေါ့နော်။ဒါပေမဲ့ Nicolas Jackson ရဲ့အခြေအနေကကျွန်တော်တို့ရဲ့ချက်စီမှာအနာဂတ်ကကုံဆုံးသွားတဲ့အနေအထားမျိုးဖြစ်တဲ့အကြောင်းကိုလာမယ့်ရာသီပြန်လွတ်မယ်ဆိုရင်တော့မှချက်စီကလက်ခံပါမလားချက်စီနည်းနည်းဟိုပြန်ရောင်းထုတ်နိုင်ချေမြင့်နယ်လို့ပဲကျွန်တော်ကတော့ပြောချင်တယ်ပေါ့နော်ဆိုတော့ဒါတော့ချက်စီနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားစရာကောင်းတဲ့သတင်းလေးတွေကျွန်တော်ဆွေးနွေးသုံးသပ်ခဲ့တာဖြစ်ပါတယ်ဆိုတော့ညီကိုတို့ကဘယ်လိုမြင်လဲပေါ့နော်ဒီသတင်းလေးနဲ့ပတ်သက်ပြီးတော့ကွန်မန့်မှာမှတ်ချက်ပေးကြပါအောင် အားလုံးကျေးဇူးတင်ပါတယ်ညီကိုတို့နောက် ပြန်မှပြန်တွေ့ပါမယ်